အလုံးမဲမင်္ဂလာပါရှင်ပရိသတ်များအလုံးကိုကျမတို့ရဲ့ဗမာဆင်းများ TV Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဓမ္မပါလာစစ်သူကြီးဆောက်ရှောက်တယ်လို့ယုံကြည်ကြတဲ့ဓမ္မရာစီကဖရာအကြောင်းကိုမျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပကံမြည်ရဲ့နမကြီးဖရာစီတွေတွေထဲမှာရွှေစည်းကုံဖရာနဲ့ခက်စင်စင်တူတဲ့ဖရာတစုရှိပါတယ်အဲ့ဒီဖရာကတော့ပကံမျိုးသစ်ဖာဆောရွာနီကဓမ္မရာစီကဖရာပဲဖြစ်ပါတယ်ဓမ္မရာစီကဖရာကို ပကံကြီးကြောက်စာအမှတ်တမ်းဒီမှာတော့ဓမ္မရာစကားလို့ဘွဲမီရေးထိုးခဲ့ပါတယ်။ဖရာသမိုင်းအချင်းကတော့နေရပတိစီသူမင်းကဖရာတီဖို့မြင်းနေရရွေးတဲ့အခါမှာတင်မာတီအရက်မှသတင်းသုံးနေတဲ့မဟာတီမြတ်တွေစီခွင့်မှန်ပြီးမှဖရာတီထားခဲ့တာဖြစ်ပါတယ်။တကယ်ရေ958ခုနှစ်မှာတော့နေရပတိစီသူမင်းဟာဓမ္မရာစကားဖရာကိုတီထားခဲ့တယ်လို့တကယ်ရေ960ခုနှစ်မှာအထွတ်တင်နိုင်ခဲ့ပါတယ်။ဇေတော်ကြီးတွင်မှာတော့တီယိုမင်းစီကရရှိတဲ့ တရိယတက်တော်အစု30ကိုရွှေကျုံမှာထည့်ပြီးတော့ထာဝနာထားတာပဲဖြစ်ပါတယ်။ဖျားတည်တဲ့ကုန်ကြငွေကိုတော့၄၄၂၈ကျပ်ပဲ၁၈လုံးကုန်ကြခဲ့တယ်ဆိုပြီးတော့မှတ်တမ်းကြောက်စာမှာတွေ့ရပါတယ်။ကန္နာကိုနီတိုင်၅ခုပါရှိတဲ့ဓမ္မရာစီကဖျားဟာဗတ္တကဘာမှာပွင့်တော်မူမဲ့ဖျား၅စုကိုရည်စူးပြီးတော့တည်ထားခဲ့တာဖြစ်တယ်လို့ပုဂံမှာရှိတဲ့ငါးမျက်နှာဖျား၁၉စုတွေကအကြီးဆုံးဖျားလေးဖြစ်ပါတယ်။ဖျားကြီးရဲ့တိဆောက်မှုပုံသဏ္ဍာန်ကတော့ ငါးမြပုံအခုံပေါ်မှာပစ္စည်းငါးဆင့်ခံပြီးတိဆောက်ထားတာပဲဖြစ်ပါတယ်ပစ္စည်းအဆင့်တွေမှာဗုဒ္ဓဝင်စင်ကွင်းလက်ရာတွေနဲ့ပုံဖော်ထားတာကလည်းအမှုပညာလက်ရာမြောင်းလာပါတယ်ဓမ္မရာစီကဘုရားကိုတွားရကူးမြော်ရင်ကအနောထာမင်းလက်ထက်ရေသုံးငံပြည့်စင်းတို့တော်နှစ်စုကိုလည်းဖူးမြော်နိုင်ပါသေးတယ်တစုကတော့ဓမ္မရာစကဘုရားရှိပတ်မုတ်ကအရှင်ကုန်ဘုရားမှာဆံပေးတာဖြစ်တယ်လို့နောက်တစုကတော့ဓမ္မရာစကဘုရားတောင်းမဲ့မုတ်ကအရှင်ကုန်ဘုရားမှာဆံပေးတာဖြစ်ပါတယ် ဓမ္မရာစီကဘုရားကျောင်းဖွပြမယ်ဆိုရင်တော့ဓမ္မပါလာစစ်သူကြီးဆောက်ရှောက်တဲ့အကြောင်းကလည်းခြံထားလို့မရပါဘူးရှင်ဓမ္မပါလာစစ်သူကြီးဆိုတာကနယပတိစစ်သူမင်းကြီးရဲ့စစ်သူကြီးဖြစ်ကြောင်းကိုတော့1998ခုနှစ်ခုနှစ်ရှောင်းမှသိခဲ့ရပါတယ်ဓမ္မပါလာစစ်သူကြီးနဲ့ပတ်သက်ပြီးထူးခြားတဲ့ဖြစ်စဉ်တွေကတော့ဒီလိုပါ1996ခုနှစ်မေလဝန်းကျင်လမှာဇေကတော်ကြီးကိုဗတ်ဆောင်ပြုပြင်မုံမှန်မှုတွေလုပ်ခဲ့ပါတယ်1998ခုနှစ်မှာတော့ ထီတော်အသိတင်မှုအတွက်ညံနေစင်းနေကရှေ့သူဌာနကအလုတ်ချက်စီကိုပုဂ္ဂိုလ်တူကနှစ်ကြိမ်တိုင်တိုင်ဝင်ပူခဲ့ပါရယ်မိမိကဓမ္မပါလစစ်သူကြီးနှက်ဖြစ်ကြောင်းဒီပြားကြီးကိုစောင့်ရှောက်နေရကိုလူတွေကမသိကြကြောင်းပြားကြီးကိုပြုတ်ပြင်းမွမ်းမံမှုတွေလုပ်နေတာဝမ်းသာကြောင်းအများတန်းနေဝေတဲ့ကာမှာထဲ့ဝေစီလိုကြောင်းသူစောင့်ရှောက်နေရတဲ့ကြောင်းသိရှိစေအောင်နေစရာနန်းနန်းပေးဖို့အတွက်ပြောကြားခဲ့ပါရယ်ဒီလိုနဲ့1998ခုနှစ်ဇွန်လဖျားထီတော်တင်မွေးပြီးမှာ အကြည့်ကဲတူကဇိန်တော်ကြီးရဲ့အရှိမတောက်တနင်္ဂနွေတောင်မှာအုပ်ပုံတစ်ခုကိုတွေ့ခဲ့ပါရယ်ရှေ့သူဌာနကညှော်ကြားရေးမှူးဦးအောင်ကျိုင်ကိုခေါ်မေးကြည့်တဲ့အခါအာယုံကန်တစားအဟောင်းနေရာဖြစ်တဲ့ဆိုပြီးတော့တင်ပြခဲ့ရပါရယ်ဒီလိုနဲ့ပဲအာယုံကန်တစားကိုပြန်လည်တိဆောက်စေခဲ့ရအောင်အုတ်ကျုံးအုပ်ပဲ့တွေကြားကကြောက်စာတစ်ချက်ကိုရရှိခဲ့ပါရယ်ကြောက်စာအရာအီစိန်တော်နီးမနေထိုင်တဲ့ဓမ္မပါဠစစ်သူကြီးဇနီးမောင်နှံဟာတင်ညိုတရာထက်တန်စွာနဲ့သူတို့ရဲ့နေအိမ်ကိုဒီနေရာမှာ ကျင်းရအဖြစ်နဲ့မြန်မာမှုစွန့်လင့်မှုချုပ်နေတဲ့ဒစဆင်ကဆောက်လုပ်လှူဒန်းခဲ့ကြောင်းဆောက်လုပ်ရမှာလက်ခဖုံးငွေနဲ့ဝတ်ထည်တွေကိုစစ်သူကြီးကပေးကမ်းလှူဒန်းခဲ့ကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်။အိမ်နောက်ပိုင်း1969ခုနှစ်နိုဝင်ဘာလ1962ခုနှစ်နတော်လာပြည်နေ့ည7:00နာရီကျော်အချိန်လမှာရင်းနယ်ကျောင်းဓပုံစရာတီတီရင်းနယ်ကျောင်းကောလိပ်ကဘောဘကအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ဇေရော်ကြီးကိုဓပုံရှိုက်ကူခဲ့ပါတယ်။ဓပုံဖလင်း6ခွက်အထက်က ဒုတိယဖလင်နဲ့တတိယဖလင်မှာတော့ဓမ္မဘာလစစ်သူကြီးပုံအလိုရှောက်ပုံနေရာကိုထူဆန်းစွာနဲ့တွေ့ကြရပါတယ်။ဒလိုရီဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ဓမ္မရာဇကဖျားကိုလူတိများလာခဲ့တယ်လို့ဖျားရဲ့အတွင်ဘက်အနောက်ဘက်မုံနာမှာလေဓမ္မဘာလစစ်သူကြီးနန်းနန်းကိုလည်းဆောက်လို့ဖြစ်ခဲ့ပါတယ်။ဓမ္မဘာလစစ်သူကြီးကဖျားကိုဆောက်ရှောက်နေရမှုဖျားဘူးရင်ကနန်းနန်းမှလာရောက်ပူဇော်ကြသူတွေအတိတ်ထံကြသူတွေလည်းရှိကြပါတယ်။ဒီလိုထူဆန်းအံ့ဩဖွယ်ရာဖြစ်ရက်တွေကို ယုံကြည်သူလည်းရှိတယ်လို့မယုံတဲ့သူတွေလည်းရှိကြပါတယ်။ဘလို့ပဲဖြစ်စေကမူပကံမြေကိုရောက်ခဲ့ရင်တော့ဓမ္မရှာစိကဘုရားကိုဖူးမြော်ရင်ကစစ်သူကြီးနန်းနန်းနဲ့စစ်သူကြီးလှူဒန်းခဲ့တဲ့အာယုံကန်တစောင်းတို့ကိုဝင်ရောက်လ ీల ကြည့်ဖို့အတွက်ဖိတ်ကော်လိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့မှတိဆက်ပေးခဲ့တဲ့တမိုင်းအကြောင်းအရာလေးကိုရေးသားတဲ့သူဟာလီဆာစွာနဲ့ credit ပေးပါတယ်ရှင်။ဒီကနေ့မှကျမတို့ရဲ့ဗမာဆင်မြား TV channel ကနေတိဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုအစားကနေအဆုံးထိ နားဆင်အားပေးကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်